မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ရဲ့တငယ်ချင်းရဲ့မင်္ဂလာဆောင်လေးကိုတွယောက်လေပတ်ရင်းနဲ့ဒီမင်္ဂလာဆောင်လေးကဘလောက်ကုန်ကြလဲဘာတွေနဲ့အခက်လဲပြီးတဲ့ခါကျတော့မိတ်ကပ်တို့သဖင်တို့ဝစ်စုံတို့အခမ်းအနားအပြင်ဆင်ဓာတ်ပုံတွေဘလို့ရိုက်တယ်လဲဘလောက်ထိကုန်ကြလဲဆိုတာကိုအားလုံးဘုသူတရရစီဖို့အတွက်တွယောက်လေပတ်ရင်းနဲ့တင်ဆက်လိုက်ရပါတယ်ခင်ဗျာ ဒီမင်္ဂလာဆောင်လေးရကြတော့သူတို့နေတဲ့ဒီတိုက်ရဲ့ခမ်းမအလွတ်မှာပဲမင်္ဂလာဆောင်တဲ့အတွက်ကြောင့်ခမ်းမကုံကြစိတ်တော့မရှိဘူးပေါ့နော်အပြင်မှာတကယ်လို့ငားမယ်ဆိုရင်ခမ်းမကုံကြစိတ်က3နာရီ4နာရီကြာဟုတ်2000ခွဲ3000လောက်ပေးရပါတယ်ထိုင်းနိုင်ငံမှာမင်္ဂလာဆောင်မယ်ဆိုရင်တော့ဓာတ်ပုံနဲ့အခမ်းအနားပြင်ဆင်တာဟုတ်6500 1000လောက်ကုန်ကြပါတယ်မေကက်က3000 3500လောက်ကုန်ကြပြီးဝစ်စုံကားက1500 2000လောက်ကုန်ကြပါတယ်ခင်ဗျာ အဲ့ဒါကြောင့်မေကဲနဲ့ဝစ်ဆုံက905လောက်ကုန်ကြမှာဖြစ်ပါတယ်ခင်ဗျာဒီမင်္ဂလာဆောင်လေးကကြတော့ဒံပေါက်ချွေးပြီးတော့အက်ခံခဲ့တာဖြစ်ပါတယ်ဒံပေါက်တပွဲကို60လုံးနဲ့တွက်လို့ရှိရင်လူအယောက်300ချွေးမယ်ဆိုရင်ဘတ်1000 8000လောက်ကျမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်အခမ်းအနားပြင်ဆင်မိတ်ကဲဝစ်ဆုံနဲ့ကျွေးမွေးအက်ခံစရိတ်တွေကိုပေါင်းလိုက်မယ်ဆိုရင်တော့ဘတ်3000ကျော်လောက်ကျမှာဖြစ်ပါတယ် ဘတ်3000ကျော်ဆိုတာကမြန်မာငွေနဲ့တွက်ရင်သိန်း40 50လောက်ကုန်ကြမှာဖြစ်ပါရယ်ခင်ဗျာကိုကဇာချင်းရဲ့ချဲ့တယ်လို့ကုန်ကြမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကအခြေခံကုန်ကြနိုင်တဲ့ကုန်ကြစီလေးတွေကိုပဲဖော်ပြပေးထားတာဖြစ်ပါရယ်ခင်ဗျာအဲ့တော့ကုန်ကြစီလေးတွေသိပြီဆိုတော့ဒီမင်္ဂလာဆောင်ခန္ဓာပြင်ဆင်လေးတွေဘယ်လောက်ထိကုန်ကြသလဲဒီမင်္ဂလာဆောင်လေးကဘယ်လောက်ထိစီကားသလဲသူတို့သားနဲ့သူတို့သမီးရောဘယ်လောက်ထိလှပနေလဲဆိုတာကိုကျွန်တော်တို့လိုက်ကြည့်ပေးပါဦးခင်ဗျာ ကဲဒရူသားကတော့စတင်ပြင်ဆင်ပါပြီခင်ဗျာဒရူသားပြီးတော့ဒရူသမီးလေးလည်းအလားဆုံးပြင်ဆင်ပါတယ်ဒရူသမီးလေးရဲ့မိတ်ကဲစပင်နဲ့ပန်းလေးတွေဝတ်စုံလူတွေဘယ်လောက်ထိလှလဲဆိုတော့ကြည့်လိုက်ပါအောင်နော် ါကတော့အဲ့ခဲကျွေးမှုရေးမှာကျွေးမှုအတွက်ကိုဒိုင်ပေါင်းတွေစက်သားတွေပြင်ဆင်ထားတာဖြစ်ပါတယ်။ဒါကတော့ဓာတ်ပုံစရာခုကျော်ပါ။အခမ်းအနားပြင်ဆင်မှုတွေနဲ့ဓာတ်ပုံတွေမိတ်ကပ်တွေဟာကြောတငယ်ချင်းတွေဖြစ်လို့မင်္ဂလာဆောင်ကျင်တဲ့သူတွေပဲဖြစ်ဖြစ်ပရီဝယ်ရင်ရချင်တဲ့သူတွေပဲဖြစ်ဖြစ်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။ကျွန်တော်တစင်အကုန်လုံးချိတ်ဆက်ပေးမှာဖြစ်လို့ဘာမှစိတ်ပူစရာမလိုပဲ One Stop Service နဲ့အဆက်အသွယ်အစီအစဉ်ပြေစီမှာဖြစ်ပါတယ်ခင်ဗျာ။ ခင်မင်္ဂလာဆောင်မှာဧည့်သည်တွေမြောက်ခင်မှာသူတို့သားကတော့ဆွဲပါပြီသူတို့သားဆွဲပြပြီဆိုတော့ကျွန်တော်လည်းဆွဲတော့မှာဖြစ်ပါတယ်ကျွန်တော်ကလည်းဓာတ်ပေါက်ကိုအရင်ကြိုက်တဲ့သူဆိုတော့မင်္ဂလာဆောင်မစခင်မှာပဲဓာတ်ပေါက်နဲ့ချက်သားနဲ့ကိုဝတွေ့ခဲ့ပါတယ်ခင်ဗျာ 那只要为我，要为三个。 မက်ကဲဇဘယ်ဝစ်ဆောင်ရဲ့လှပမှုကလည်းသူတို့သမီးနဲ့သူတို့သားနဲ့ကိုအများကြီးပံ့ပိုးပါတယ်။ပြီးတော့ဓပုံဆရာတွေရဲ့ဓပုံရိုက်ချက်တွေနဲ့အတူသူတို့သားသူတို့သမီးရဲ့ဝစ်ဆောင်နဲ့စင်တူဖြစ်အောင်အခမ်းအနားပြင်ဆင်ကိုလည်းလှလှပပလေးကိုဆင်မြန်းထားတဲ့အချစ်တင်ကေတာကိုဖော်ညွှန်းတဲ့ပန်းရောင်အခမ်းအနားပြင်ဆင်တဲ့အတူသူတို့သားသူတို့သမီးရဲ့အချက်တွေနဲ့လွှမ်းခြုံခဲ့တဲ့နေလေးလို့လည်းပြောရင်မမအောင်ပေါ့ခင်ဗျာ။ ဒီမင်္ဂလာဆောင်လေးဟာအရင်လက်ကြည်နူးစရာကောင်းပြီးတော့အရင်ပျော်ရွှင်ခဲ့ရတဲ့နေလေးဖြစ်ပါတယ်ခင်ဗျာအဲဒါကြောင့်ကျွန်တော်လည်းသူတို့တဲ့သူတို့တပီးကိုကြည့်ပြီးတော့အရင်အားကျခဲ့ရပါတယ်အဲ့တော့ခုကြည့်ရှုနေသူတွေကအားကျနေတဲ့သူတွေလည်းမင်္ဂလာဆောင်ခြင်းနဲ့ဆိုရင်ဘာပဲလိုအပ်လိုအပ်ကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်ကနေပြီးတော့အတော်ဆုံးတက်ဖို့ဆရာတွေအလားဆုံးပြင်ဆင်ပေးတဲ့အခမ်းအနားပညာရှင်တွေနဲ့ဘိတ်ကဲ့ပညာရှင်တွေချိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအေးအခုတော့မင်္ဂလာဆောင်နေပြန်လာခဲ့ပြီးတော့ဝါတီလေးဆွဲခဲ့ပါဘူး တော့ထိုင်းနိုင်ငံမှာမင်္ဂလာဆောင်လို့ရှိရင်ဘလို့လူဘာလိုအပ်တယ်လဲပြီးရတယ်လို့ရှိရင်ဘလောက်ကုန်ကြတယ်လဲပြီးတော့ဘလို့လေးမင်္ဂလာဆောင်ရလဲဆိုတော့အားရပြပေးခဲ့ရဖြစ်ပါတယ်အားလုံးမကြောက်ဘလို့လေးကိုကြည့်ပြီးတော့စကြန်းသားလေးမျိုးလို့မျော်လင့်ပါတယ်ခင်ဗျာအားလုံးပဲတတပါ